လဘတ်တီတဲ့လက်တီတွဲလုံးနေတဲ့ရော်ကီကိုအနိုင်ရခဲ့တဲ့သွေးလင်းထက်မင်းညာကဝမ်ချမ်ပီယံရှစ်မှာကျင်းပခဲ့တဲ့လက်ဝဲပွဲကိုမြမကုံဆောင်သွေးလင်းထက်ကထိုင်းလက်ဝဲသမားရော်ကီကိုအမှတ်တာနဲ့နိုင်ရရှိခဲ့ပါတယ်။သူ့ရဲ့လဘတ်တီတဲ့နီးပြွာရင်းနဲ့မြမပီးတက်တီကိုဆွဲမှတ်စီခဲ့ပါတယ်။သွေးလင်းထက်နဲ့ရော်ကီတို့ရဲ့တိုက်ပွဲဟာစတင်ကတည်းကစိတ်လုံချားပွဲရာဖြစ်ခဲ့ပါတယ်။သွေးလင်းထက်ရဲ့နီးပြွာကြတဲ့တိုက်ခိုက်မှုတွေကတိတာထင်ရှားခဲ့ပါတယ်။သူ့ရဲ့ခြေလန်းတွေနဲ့လှုပ်ရှားမှုတွေကလင်းမြန်တိကျမှုရှိပြီးပြိုင်ဘက်ကိုဖိအားပေးတဲ့ပုံစံနဲ့တိုက်ခိုက်ခဲ့ကမြမပီးတက်တီရဲ့အားပေးမှုကိုပြေဝါရရှိခဲ့ပါတယ်။ သွေးလင်းတဲ့ဟာပွဲတစ်လျှောက်လုံးလပ်ပပြီးထိရောက်တဲ့တံတောင်လက်ကွက်တွေကိုအသုံးပြုခဲ့ပါတယ်။သူ့ရဲ့တံတောင်လက်ကွက်တွေကပြိုင်ဘက်ကိုရှုပ်ထွေးစီခဲ့ပြီးကာကွယ်ဖို့ခက်ခဲစီခဲ့ပါတယ်။သူ့ရဲ့လက်တီတွဲလုံးတွေကတွက်လက်ပြီးတိကျမှုရှိရှိနဲ့ပြိုင်ဘက်ရဲ့ကာကွယ်မှုကိုကြော်ဖြတ်ပြီးထိထိမိမိတိုက်ခိုက်နိုင်ခဲ့တာကြောင့်ပွဲကိုပိုပြီးစိတ်ဝင်စားဖို့ဖြစ်စီခဲ့ပါတယ်။သွေးလင်းထက်ရဲ့ထိုးချက်တွေကတိတ်သက်ပြီးထိရောက်မှုရှိခဲ့တာကြောင့်သူ့ရဲ့တိုက်ခိုက်မှုတွေကပြိုင်ဘက်ကိုဖိအားပေးနိုင်ခဲ့ပြီးပွဲကိုသူ့ဘက်ကဥဆောင်သွားနိုင်ခဲ့ပါတယ်။ရော်ကီကလည်းအားကောင်းတဲ့ပြိုင်ဘက်တစ်ဦးဖြစ်ပြီး ူ့ရဲ့ခွန်အားနဲ့ခံနိုင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။တွင်းလင်းထက်ရဲ့တိုက်ခိုက်မှုတွေကိုကောင်းကောင်းခံနိုင်ရင်ရှိပြီးပြန်လည်တိုက်ခိုက်မှုတွေလည်းလုံနိုင်ခဲ့ပါတယ်။ပွဲရလက်အရာပွဲပြီးမှတွင်းလင်းထက်ကထိုင်းလက်ဝိသမားရော်ကီကိုအမှတ်တံနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့နှစ်ဦးနှစ်ပတ်စလုံးကစူးစမ်းမှုတွေနဲ့ပရိသတ်တွေကိုဆွဲမက်စေခဲ့ပြီးဒီပွဲဟာဝိုက်ချမ်ပီယံရှစ်ရဲ့ဆက်လုပ်ရှားပွဲပေါ်တွေပွဲဖြစ်ခဲ့ကတွင်းလင်းထက်နဲ့ရော်ကီတို့ရဲ့စူးစမ်းမှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။နှစ်ဦးနှစ်ပတ်စလုံးကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုအပြည့်အဝပြသနိုင်ခဲ့ပြီးပရိသတ်တွေလည်းမေ့မရနိုင်တဲ့ပွဲတွေပွဲဖြစ်ခဲ့ပါတယ်။ Okay, I'm going to go check it out.